ဒီနေ့မှာတော့မြင်တွေ့ရခက်တဲ့အကောင်လေး၃កောင်အကြောင်းကိုလေ့လာကြရအောင်ပါဗီဒီယိုလေးကိုမလေ့လာခင်မှာကျွန်တော်ရဲ့ BOC Entertainment YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်နံပါတ်1ရှူပေငှက်အာဖရိကရဲ့အင်းအိုင်တွေရွှွန်းနွန်တွေကြားမှာကြောင်ကြီးလိုငိန်သက်စွာရက်နေတဲ့ငှက်တကောင်တည်ရှိပါတယ်သူရဲ့ထူးခြားချက်ကတော့အရာမဖနှက်ပုံစံနှုတ်သီးကြီးတွေကြောင့်ပါ ဒီနှုတ်သီးတွေကငါးတွေဖားတွေကိုတခါကိုက်ရင်နှစ်ပိုင်းဖြတ်သွားအောင်ခြုံထက်ပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကတော့ဒီငှက်ကြီးတွေကတနေကုန်နီးပါမလှုပ်ရှားပဲရုတ်တူလိုနေတတ်တာပါ။တေကန်တစ်ခုပေါ်ကငြိမ်နေနေရေရောကတားကောင်ကိုစောင့်ကြည့်နေတဲ့ပုံစံကတော့စနိုက်ပါသမားတစ်ယောက်ကသူ့ရဲ့ရန်သူလှုပ်ရှားမှုကိုမျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ခံစားစေနိုင်ပါတယ်။တခါတလေသူတို့ရဲ့နှုတ်သီးကိုဖြောက်ဖြောက်ဖြောက်ရိုက်ခတ်ရကနေကလဒါကလဒါဆိုပြီးမိသားလေးတွေထွက်လာတတ်ပါတယ်။ ဒါပေမဲ့ယင်းနဲ့နေရာတစ်ခုကပူပြင်းလာတဲ့ယာစီတွေမှာဆိုရင်မိခင်ညှက်မကြီးတွေဟာသူတို့ရဲ့တားပေါက်လေးတွေကိုအလွယ်တကူစွန့်ပစ်တတ်တာပါပဲဒါဟာသူတို့ရဲ့တဘာဝပါနံပါတ်1 star mode မြေအောင်မှာနေထိုင်တတ်တဲ့အကောင်လေးတစ်ကောင်မှာသူနှကောင်မှာကြက်တားရလို့အလင်းထွက်နေတဲ့အသားဒဏ်နှစ်သက်နှစ်ခုပါရှိပါတယ်စိတ်မခိုင်တဲ့သူအမှတ်အမှတ်ကြီးလိုက်ရုံနဲ့နှလုံးမငြိမ်သလိုခံစားစေရနိုင်ပါတယ်ဒီနှကောင်ကတဘာဝတရားရဲ့အမြန်ဆုံးရှာဖွေရေးကြိယာပါ စက္ကန့်3.2စက္ကန့်အတွင်းမှာပဲအင်းဆက်တကောင်ကိုရှာဖွေစစ်ဆေးနိုင်ပါတယ်ထူးဆန်းတာကတော့ဒီကောင်လေးတွေကရေအောက်မှာတော့အနံ့ခံနိုင်တာပါနှကောင်းကနေပြီးတော့လေဘူးပေါင်းလေးတွေထုတ်ပြီးရေထဲကနေအနံ့တွေကိုရှူကြပါတယ်မွေဘွေးလိုအစိပ်ပြင်းတဲ့အကောင်တွေကိုတော့ဝါမျိုးနိုင်တာကမှတ်ချက်ချရမယ်အချက်ပါဘာလို့လဲဆိုတော့သူတို့ရဲ့ဦးနှောက်ကအစိပ်ကိုခံနိုင်ရှိအောင်စမ်းသစ်စာပြောင်းလဲထားလို့ပဲဖြစ်ပါတယ်ဒါတွေကြောင့်လဲထူးခြားနေတဲ့အကောင်တွေထဲမှာပါနေတာပါနံပါတ်3 လုဂလုဂတ်ပင်လယ်ပြင်ရဲ့လှိုင်းထန်းတွေကြားမှာအပြာရောင်နတ်သမီးငယ်လေးတွေမျောနေတာကိုတွေ့ဘူးကြမှာပါဒါကတော့ဘလုဂလုဂတ်လို့ခေါ်ပါတယ်မြမအခေါ်နဲ့ခေါ်မယ်ဆိုရင်တော့အပြာရောင်နတ်သမီးကောင်လို့ခေါ်ကြပါတယ်လှပတဲ့အပြာရောင်ဟာပင်လယ်ပြင်ရဲ့အလားတရားနဲ့လုံးဝလိုက်ဖက်နေပါတယ်သူတို့ကဘိုက်ကိုအပေါ်မှုခြေထောက်လေးတွေကိုကောင်းငင်စီကိုစန့်ထုတ်ပြီးတော့လှိုင်းနေတဲ့အတူ မျောနေတက်ကြပါတယ်ဒီကောင်လေးတွေရဲ့လှုပ်ရွက်ချက်ကအစိတ်ကိုလက်နက်အဖြစ်ပြောင်းလဲအသုံးချနိုင်ကြပါ ော်တူဂီစစ်သမောကောင်လို့တောင်တင်စားခေါ်ကြတဲ့ပြင်းထန်ပြီးအစိတ်ရှိတဲ့အကောင်တွေကိုတောင်စားသုံးကြပါတယ်သူတို့ရဲ့အစိတ်ကိုခန္ဓာကိုယ်မှာတူလောင် ထားပြီးတော့ရန်သူတွေကိုအဲ့ဒီအစိတ်နဲ့ပဲပြန်လဲတိုက်ခတ်တာပါသူတို့ရဲ့အယောင်ကလည်းမယုံနိုင်ကြပါရေအောင်မှာဆိုရင်အပြာရောင်စိမ့်နေရောင်အောင်မှာဆိုရင်ငွေရောင်လက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 ်နဲ့တခါတလေအပြာရောင်ကွက်လက်ကြီးလို့အုပ်စုဖွဲ့မျောနေတာကိုတွေ့မြင်ရပါလိမ့်မယ်။ဒီအကောင်လေး၃កောင်ဟာအလွယ်တကူမြင်ရဖို့ခက်ပါတယ်။ရှူဘဲရဲ့ယဉ်ကျေးမှုစတာနိုမိုရဲ့နှက်ခတ်နှကောင်း လုခလုကရဲ့အစိတ်ပြောင်းလဲနိုင်စွမ်းတို့ဟာတဘာဝတရားရဲ့လက်ရာများလှုပ်ဝဲချက်တွေပါဒီအဖွဲတတ္တဝါလေးတွေကဘာပေါ်မှာဆက်လက်တည်ရှိနိုင်ဖို့ကာကွယ်စောင့်ရှောက်ကြပါလို့ပြောရင်းနဲ့ဒီနေရာလေးမှာပဲရန်နာကြရအောင်ပါဆုံးထိကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်